မင်္ဂလာပါရှင်ကျမတို့ဒီနေ့အင်္ဂလိပ်စာလုံးတွေကိုအလွယ်လွယ်ကူကူနဲ့အတက်အထက် မမှန်ကန်ကန်နဲ့ပေါ့နော်မြင်းမြန်ဆန်ဆန်ဖတ်တတ်ဖို့အတွက်ဘလိုလေးတင်လို့ရလဲဆိုတာကိုတစ်ချက်ပြပြပေးပါမယ်။အဲ့တော့ကျမတို့ phonics တင်ကြနေမှာအရင်ဆုံးဘာကိုအရင်တင်ရလဲဆိုရင် CVC words လို့ခေါ်တဲ့သုံးလုံးထွဲတွေကိုကျမတို့အရင်ဆုံးတင်ရတယ်။ကလေးငယ်တွေကိုတင်မယ်ဆိုရင်ပေါ့နော်။ဒါဒီကျမတို့ကလေးငယ်တွေကိုတင်တဲ့အခါမှာနှစ်တန်းသုံးတန်းကလေးတွေကိုလည်းတင်လို့ရတယ်လို့မျိုးဒီနည်းနဲ့တင်လို့ရတယ်လို့မျိုးပေါ့နော်။ဥပမာမေမေဒီအနေနဲ့ပြန်ပြီးတော့ကြည့်ပြီးတော့ကိုယ်တိုင်မှတ်မယ်ဆိုလို့ရှိရင်လည်းဒီနည်းကအလွယ်ဆုံးဖြစ်ပါတယ်ရှင်။အဲ့တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ။ဒီဗီဒီယိုလေးပြီးသွားပြီဆိုလို့ရှိရင်မေမေတို့ကစာလုံးပေါင်းများစွာကိုကလေးတွေကိုပြန်ပြီးကိုယ့်ရဲ့တာမီမီကိုပြန်ပြီး ဆလုံးမောများစွာကိုအတန်အတွက်မှန်ကန်အောင်ပြန်သင်ပေးနိုင်မှာဖြစ်ပါတယ်အော်ဒီမှာကျမကတခုပြောချင်တာကဒီထဲမှာကျမက letter sound တွေကိုကျမတို့ jolly phonic ထဲကပုံစံနဲ့သွားပြထားပါတယ်။ဒါပေမဲ့ group ခွဲတဲ့နေရာမှာနောက်ဆုံး group မှာတော့ကျမကတလုံးချင်းစီကိုပြန်ယူထားတာဖြစ်တဲ့အတွက်တစ်ထပ်သေးတော့မတူပါဘူးရှင်။ဟောတစ်ချက်တော့ကြည့်အောင်။ကျမတို့ group 1မှာဗားတွေပါတယ် letter s ပါမယ်။ဟုတ်ပြီနော်။အားလုံးသိကြတဲ့အတိုင်းကျမတို့ group 1မှာ letter s ပါမယ်။ s sound letter E ba mẹ E sound A T sound P sound P. I sound E N sound N Chạy biểu chi áo A T E. m mm. <coughs> A it mm one more time eh mm ဆိုတော့ကျမတို့က group 1ကိုတစ်ပြီးသွားပြီဆိုလို့ရှိရင်ကလေးကိုပေါ့နော်ကျမတို့တခါတဲ့ blending mind ကိုတွားထားလို့ရပါတယ် တော့ကျမကဒီနေရာမှာဂျာပြက်တစ်ခုအနေနဲ့26တန်လုံးကိုပြီးအောင်မတော်သေးပဲနဲ့ကျမတို့ဒီ group 1တစ်ခုပြီးတဲ့အခါ2 planning ကိုဘယ်လိုမိတ်ဆက်မလဲ3 planning ကိုဘယ်လိုမိတ်ဆက်မလဲဆိုတာကိုတစ်ချက်လောက်ပြောပြချင်ပါတယ် two planning teaching style ဒါကျမတို့က two planning သင်တော့မယ်ဆိုလို့ရှိရင်ကျမတို့ကသင်တဲ့နည်းရှိပါတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ကျမတို့အားလုံးပုံမှန်တိုင်းပေါ့နော်တော်တော်များများ knowledge ရှိတဲ့သူပေါ့နော်အရှိကန် knowledge ရှိတဲ့သူတွေသိထားတဲ့ကျမတို့ what families လို့ခေါ်တဲ့ပုံစံမျိုးပါအဲ့ဒါကဘာလဲဆိုတော့ vowel ကိုအရှိမှထားပြီးတော့ကျမတို့သင်ပြီးတဲ့မြတ် vowel အင်္ဂလိပ်စာမှာ vowel ၅လုံးရှိတယ်။ a e i o u ဆိုတဲ့၅လုံးရှိတယ်။အဲ့ဒီ၅လုံးထဲမှာသင်ပြီးတဲ့မြတ် a ကိုတင်ပြီးရင် A ကိုအရှိကထားမယ်။ U ကိုတင်ပြီးရင် U ကိုအရှိကထားပြီးတော့အနောက်ကတင်ပြီးသမျှ car snack ကိုအနောက်မှာကတ်တာကိုကျမတို့က what families လို့ခေါ်တာပါ။အဲ့တော့ဒီမှာဆိုရင် at at ဒီနေရာမှာကျမတို့ခုပြောချင်တာကတင်နီးကား2မျိုးရှိပါတယ်။ at at ဒီလိုလဲတင်လို့ရပါတယ်။နောက်တနည်းကကြတော့ကျမတို့ဘယ်ကနေညာကိုဖြည်းဖြည်းလေးဆွဲတာပါ။ at at ဒီနည်းနဲ့လည်းတင်လို့ရပါတယ်အဲ့တော့စိတ်တင်နည်းနဲ့တင်မှာကျမကတော့ဘယ်ကနေညာကိုဖြည်းဖြည်းလေးဆွဲတဲ့နည်းကိုပို့ပြီးတော့အားတန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနည်းဒီနည်းလမ်းကိုတုံထားခြင်းအပြင်ကျမတို့ library app ပြီးတော့မြင်လာရတဲ့အများ၅လုံးတွဲ၆လုံးတွဲတွေကိုမလွယ်လွယ်ကူကူဖတ်နိုင်မှာမို့လို့ပါ at 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 ကျမကတခုအကြံပေးချင်ပါတယ် ကျမတို့ what family ကိုတင်တဲ့အခါမှာခဏကကျမပြောတဲ့ vowel ကိုအရှိမထားပြီးတော့ at နော် mouse နဲ့ရရမို့အဆင်မပြေဘူးဒီလိုပဲရေးလိုက်မယ် at at လို့တင်ခဲ့ပေမဲ့ကျမတို့ဒီသုံးလုံးတွဲတွေဒီ cvc words လို့ခေါ်တာပါ အဲ့တော့ကျမတို့ဒီ consonant ကအရှိကနေတေးချာပေါက်လာကိုလာမှာဖြစ်တဲ့အတွက်ကျမတို့ဒီ vowel ကိုပဲအရှိကထားပြီးတင်တဲ့နီးကိုမဟုတ်ဘဲနဲ့ consonant ကိုအရှိကထားပြီးတင်တဲ့နီးကိုလည်းခလီကိုတင်ပေးခဲ့တင်ပါတယ်အဲ့တော့ဒါမှသာလေခလီကစဖတ်ရတာလွတ်မှာပါကြည့်ရအောင် t a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  at ဒီနေရာမှာကျမကအခုအရှိမ at လို့တင်ခဲ့ပေးမယ်ဒီနေရာမှာဒီနေရာမှာတခြားသော p တွေ s တွေ n တွေကိုကျမတို့အစားထိုးပြီးကလေးကိုတင်လို့ရပါသေးတယ်ဒီမှာဆိုရင် letter i ကျမတို့နောက်ထပ် vowel တစ်လုံးကိုအရှိကထားပြီးတော့တင်ပြကြည့်ပါမယ် is 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 ဟေးစသဖြင့်ကျမတို့ကအရှိနဲ့အနောက်နဲ့ပြောင်းပြန်လုပ်ပြီးပြန်တင်တာကိုမဖြစ်မနေတင်ပေးဖို့အတွက်အကြံပေးချင်ပါတယ်ဒါဒီကလေးတွေစားဖတ်တဲ့ညမှာတိတ်ကိုရွက်ကိုရဲ့ညီလမ်းပါရှင့်အဲ့ဒီတော့ဒီမှာခုနကကျမကဒီမှာ at at လို့တွားခဲ့ပြီးဒီညမှာပါရီအစားထုတ်လို့ရသေးလဲကျမတို့ letter p ကိုအစားထုတ်မယ်ဆိုရင် app app ဖြစ်သွားမယ် letter ကျမတို့ s ကိုအစားထိုးမယ် okay letter s ကိုကျမတို့အစားထိုးမယ်ဆိုရင် s s လို့ဖြစ်သွားမယ်ကျမတို့ဒီနေရာမှာ letter n ကလေးကိုအစားထိုးပြီး two plan နည်းလေးသင်ကြည့်ရအောင် n n လို့ဖြစ်သွားမယ်ထောက်ပြီးနော်အဲ့တော့ကျမတို့ဒီနေရာမှာဒီလိုမျိုးကက်တက်ကက်ရှင်ရင်ရပြီသို့မဟုတ်မေမေဒီမှာဘာတွေလိုအပ်လဲ whiteboard နဲ့ marker လိုမယ်ဒါမှမဟုတ်ရင်ကျမတို့ပုံဆွဲစာအုပ် blank ဖြစ်နေတဲ့စာအုပ်အဖြူကြီးပဲပေါ့နော်ဗျောင်းနဲ့ကျမတို့ဘောပန်တစ်ချောင်းလိုပါမယ် ပြက်စာအုပ်တင်မွေးသေးဘူးဆိုတော့ဒီနည်းနဲ့အိမ်မှာတင်လို့ရပါတယ် at at s s စသဖြင့်ပါတင်သွားပါဒီမှာလဲ t at s s p p စသဖြင့်တင်သွားပါတူတူပါပဲ is is a say ဒီနေရာမှာတခြားတော့ဒီ consonant နေရာမှာပဲကျွန်တော်တို့အစားထုတ်မယ်เนาะ vowel နေရာတွေမှာအစားမထုတ်ဘူး consonant နေရာမှာကျွန်တော်တို့သင်ထားပြီးဒါကျွန်တော်တို့ p တွေ s တွေ n တွေ t တွေဆက်သဖြင့်သင်ပြီးတဲ့လောက်ကိုအကုန်လုံးအစားထုတ်သွားလို့ရပါတယ်အဲ့တော့ကြည်ရပြီးရင်ခလေးကိုဖတ်ခိုင်းပါမယ် at at is is e อืมบาดันนี่ถั่วมาจินเลย in very good เอ่อบาดันนี่ถั่วมาลูกทีเลยရှင် tear very good e c e n e ဘာကြောင့်ကျမဒီလိုပြောင်းပြန်ပြန်တင်ရတယ်လဲ at ဒါကကျမတို့ word family ကိုအနောက်မှာထားပြီးဖတ်တယ်နေပါ at cat အော်ဒီလိုမဟုတ်ဘဲနဲ့ကျမတို့ဒီဆိုပါစို့ကလေးကဒါကိုတည်ထားတယ် cat အဲလို့ဒါကိုလည်းသူတည်ထားမှာဆိုရင်အနောက်မှာ letter t လေးလာကလေးတခါတော့တိုင်းမိမိရဲ့ဘာသာတော်မလဲ at cat စသဖြင့်လည်းကျမတို့ကဒါမျိုးတင်ပေးလို့ရပါတယ်။အဲ့တော့ကျမတို့ခုပြောချင်တာက phonic တင်တဲ့အခါမှာစကားလုံးတွေဘလောက်များလာပါစေခလေးကိုဘယ်ကနေညာကိုဖြည်းဖြည်းချင်းဆွဲပြီးတော့အတန်ထွက်ဖို့အမြဲတမ်းတတိပေးဖို့လိုပါတယ်။ဒါဆိုရင်ခလေးတွေကစာဖတ်တဲ့ညာမှာပို့ပြီးတော့လွယ်ကူစေပါတယ်။ကြည့်ရအောင် cat cat ဒါဒီကျမတို့ group 1တင်ပြီးတဲ့အခါမှာဖတ်လို့ရမယ်စကားလုံးတွေဖြစ်ပါတယ်။ eat sit, eat, pit, P at. pat, pat, pen, pen, tip, tip, knit, knit, ten, ten. โอเค group 2ကိုသွားကြည့်ရအောင် group 2မှာကျမတို့ letter c နဲ့ letter k ကအတန်တူတူပါပဲ c ရဲ့အတန်ကလည်း k ရဲ့အတန်ကလည်း letter e e sound a a a letter h sound letter r sound ear, ear, ear. Letter M sound. Mmm, mmm, Letter D sound. D, d, d. Ayo, baru cuma atan lagi di dia

at cat at hat at mat at red ဒီမှာဆိုရင်တို့ group 1မှာတို့တင်ထားလိုက်တဲ့ consonant နဲ့ group 2မှာကျမတို့ပါလာတဲ့ vowel နဲ့တွဲပြီးတော့ကျမတို့တွားတာဖြစ်ပါတယ် it said it head mm it made ဖြည့်ပြည့်ဆွဲရအောင်ဘယ်ကနေညာကိုဖြည့်ဆွဲမယ် d it date rain group တခုပို့တင်ပြီးတာနဲ့အမြကျွန်တော်တို့ဖတ်လို့ရတဲ့စာလုံးတွေပို့ပြီးတော့ညလာ mm men e mm hen d e mm den okay ဒါဒီ group 2ပြီးရင်ကျွန်တော်တို့ဒီထက်ဖတ်လို့ရတဲ့စာလုံးတွေအများကြီးရှိနိုင်သေးတယ်ဒါကျွန်တော်ကအကြံဉာဏ်ထည့်ထားပေးတယ် not good tomorrow group three tu aja pada nilai lu le letter g g sa g g g letter o o sa o o o letter u u sa 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 letter l l sa l l letter f f sound ကျမတို့တွားကလေးကအောက်နှခမ်းလေးပါမှာတင်းနေစရုံလေးတင်းပြီးတော့လေလေးကိုအထက်ကမှောက်ထုတ်ပါမယ် letter b b sound b b b နောက်နေတဲ့ပြောကြည့်အောင်ရှင် g g g 哦哦哦！啊啊啊！呜呜呜！吧吧吧！ ဆိုတော့ကျမတို့ group 3တိပြီးသွားပြီဆိုရင်၃လုံးတွဲမကပဲ၄လုံးတွဲတချို့တော့ဖတ်လို့ရနေပါတယ်။ဒါကကျမတို့အခု group 3ထက်ပြီးသွားလို့ရှိရင်ဒါဖတ်လို့ရမယ့်စကားလုံးတွေပါကြည့်ကြရအောင်။ဖြည်းဖြည်းလေးဆွဲပြီးကျမတို့အတန်ထွက်ကြည့်မယ်ရှင်။ gap gap very good dig dig g eight get er, uh, egg, rag, egg, pig, on, on, up top, pot, pot, mop, mop hot, hot. Sun, sun. Run, run. Dog, dog. Mud, mud. Lid, lid. Lips, lips. L end lend egg leg at fat F eat fit F east fist soft soft b at bat b egg bag b as bus b egg big b ob bob ကဲဒီထဲမှာဆိုရင်ကျမတို့၃လုံးတွဲတွေပါတယ်၄လုံးတွဲရစပြီးပါတယ်၃လုံးတွဲပါတယ်၄လုံးတွဲပါတယ်ပေါ့နော် အဲ့တော့ဒီမှာကျွန်မခုနကပြောသလိုမျိုးဖြည်းဖြည်းချင်းလေးအတန်ထွက်သွားမယ်ဆိုရင်ဘယ်ကနေညာကိုဖြည်းဖြည်းချင်းအတန်ထွက်သွားမယ်ဆိုရင်ကျွန်မတို့အတန်ထွက်စနစ်ကပို့ပြီးတော့ကလေးအတွက်လေးခုနိုင်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကြည့်ရအောင် e d l e d ဒီလိုလည်းထွက်လို့ရပါတယ်ဒီမှာဆိုရင်ကျွန်မတို့လေးလို့ဖြစ်သွားပါပြီ ဒါဆိုရင်ကလေးကပြန်စင်းစားမယ်လေးတန်ဖြစ်တဲ့အတွက်တက်တက်တန်ချင်းစီကျမတို့နောက်ကနေနော်ဖြတ်တောက်ပြီးထွက်လာရတော့ဒီနားရောက်ရင်သူ့အနေနဲ့နည်းနည်းခက်ခဲသွားပါလိမ့်မယ်ဒါကြောင့်မို့လို့ကျမတို့ကဖြည်းဖြည်းချင်းဘယ်ကနေညကိုဆွဲပြီးထွက်တာပို့ပြီးတော့အစီအပြေလို့ပြောတာပါဟိုအေး lips တတားလေးထွက်သွားလို့ရပါတယ်ဒါကြောင့်မို့လို့အတန်ထွက်တဲ့အခါဘဲကနေညာကိုဖိဖိချင်းဆွဲပြီးအတန်ထွက်ခိုင်းဖို့ကိုကျမကပို့ပြီးတော့ recommend ပေးပါတယ်ရှင် group ဖို့မှာတော့တခုရှိတာကကျမတို့က Jolly Phonic ထဲမှာ group form မှာကသူကကျမတို့ long sound တွေကိုထည့်ထားတာပေါ့ကျမတို့ကတော့သုံးလုံးတွဲကိုကလေးကိုအရင်သင်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမကဒီမှာတလုံးချင်းစီကိုပြန်ခွဲထုတ်ထားပေးပါတယ် letter z z z letter w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  v v sound mm mm သွားကလေးကအပေါ်သွားကလေးကအောက်ကနှခမ်းလေးပေါ်ကိုတင်ပြီးတော့ V ရဲ့အတန်လေးကိုကျမတို့ထွက်အောင်အထဲကလေးမုတ်ထုတ်ရတာဖြစ်ပါတယ် Letter Y Y စာ Y Y Letter X သူ့ရဲ့အတန်ကကျမတို့ Letter K နဲ့ Letter S နဲ့နှလုံးပေါင်းထားတဲ့အတန်နဲ့တူပါတယ်အတန်နှစ်တန်ပါပါတယ်သူမှာ ူ့ရဲ့အတန်ကဒီလိုလာပါတယ်အော်ဒီမှာတော့ကျွန်မကဂျူနဲ့ယူနဲ့ကိုဒီမှာကျွန်မတို့အတူတူတချို့တက်လုံးနဲ့တင်တာလည်းရှိပါတယ်အတူတူဘာကြောင့်တွဲထားပေးလဲကျွန်မတို့ letter ချူနဲ့စာလုံးပေါင်းနဲ့နော်ဒီစကားလုံးတွေအားလုံးမှာယူကနောက်မှာအမြဲတမ်းတွဲရပါပါဒါကြောင့်မို့လို့ဂျူနဲ့ယူနဲ့ကိုတတန်းထွက်ပေးထားပါတယ်ခွားခွားခွားဇဇဇဇဝဝဝ mm 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 yeah 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 အဲ့တော့ဒီမှာကျမတို့ DT တင်ပြီးသွားပြီဆိုရင်အတန်က26တန်းအားလုံးရသွားပြီလို့ပြောလို့ရတယ်။အဲ့26တန်းပြီးရင်ကျမတို့ဘာတွေဖတ်နိုင်မလဲ။အဲ့တော့ဒီမှာကျမအစာအုပ်ကိုတစ်ချက်ပြပေးမယ်နော်။အဲ့တော့ at at ရှိမှာကျမတို့ blending ကိုသင်ခဲ့ပြီးတဲ့အချိန်မှာဒီမှာသုံးလုံးတွဲတွေအားလုံးကိုခလေးကအတန်တွဲမမှန်ကန်ကန်နဲ့ဖတ်နိုင်မှာဖြစ်ပါတယ်အခုမိတ်ဆွေကနော်မိမိကဒီဗီဒီယိုကိုကြည့်နေတယ်ဆိုလို့ရှိရင်လေဒီဗီဒီယိုမှာဒီ26တန်ကိုရသွားတာနဲ့ဒီလိုမျိုးဒီစာအုပ်မှမဟုတ်ဘူးကြိုက်တဲ့နေရာကဝယ်တဲ့စာအုပ် CVC words တွေ line ပေါ်ကလည်းရှာလို့ရတယ်ရှာထားတဲ့စာအုပ်ထဲကစကားလုံးပေါင်းများစွာကိုကျမတို့ တထိုင်နဲ့နဲ့အတန်အတန်မှန်မှန်ကန်ကန်ဖတ်နိုင်မှဖြစ်ပါတယ်အဲ့တော့26လုံးကိုအရင်ဆုံးရအောင်လေ့လာပါ26လုံးရတာနဲ့တထိုင်နဲ့ဒီထဲမှာရှိတဲ့စာလုံးနေအကုန်လုံးကိုတခိုင်နဲ့ဖတ်နိုင်မှာဖြစ်ပါတယ်။ဒီမှာစကလုံးပေါင်းကျမတို့များစွာပါပဲ။စာမျက်နှာ25မျက်နှာလောက်ပါပါတယ်။အဲ့ဒီထဲမှာမှကျမတို့တမျက်နှာကိုအနည်းဆုံးစကလုံး၄လုံးပါတယ်ပေါ့နော်။ words ၄လုံးပါပါတယ်။အဲ့တော့ အဲ့ဒီ26လုံးရတော့တာနဲ့ကလေးကြီးကဒီထဲမှာအတန်ရွက်ကိုမှန်မှန်ကန်ကန်ဖတ်နိုင်မှာဖြစ်ပါတယ်ကျမတို့အရင်တုန်းကဆိုလို့ရှိရင် BAD ကလည်းဘတ် BAG ကလည်းဘတ် BED ကလည်းဘတ်ဒီလိုမျိုးတွေကြီးပြင်းခဲ့ရတာဖြစ်ပါတယ်အဲ့တော့ကလေးတွေကို phonic ကိုမဖြစ်မနေတင်ပါ phonic မဖြစ်မနေတင်ပြီးသွားတာနဲ့ကလေးဒီကျမတို့ဒီကျမတို့အရင်တုန်းကတည်းကနော်ရှုပ်ထွေးပြီးတော့ကျမတို့အတန်တွေမကွဲမပြားဖြစ်နေတဲ့အတန်တွေအားလုံးကိုသူဒီရှင်းရှင်းလင်းလင်းကွဲမပြားဖြစ်သွားပါလိမ့်မယ်နော်အဲ့တော့အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပိုင်းမှာလည်းကျမကအဲ က်ပြီးတော့ဗောနော်ဗီဒီယိုအကျိုးရှိတဲ့ဗီဒီယိုလေးတင်ပြသွားမှာဆိုတော့ channel လေးကို subscribe လုပ်ပြီးသွားဖို့တော့မြင်တာရက်ခံပါရရှင့်